အားလုံးပဲမင်္ဂလာပါဒီပြိုလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကက်ကက်အအသုံးပြုနေအပိုင်းသုံးပေါ့နော်အခြေခံသဘောတရားအနေနဲ့လုံးဝသိထားတဲ့အကြောင်းအရာလေး၃လေးချက်ကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ်ဟုတ်ကဲ့ပါစိတ်ဝင်စားတယ်ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်ပြရသည် Okay ဒါဆိုရင်တော့ကက်ကက်အထက်ကိုဝင်အဲဒီလိုမျိုးပေါ်လာပြီဆိုရင်အပေါင်းနဲ့ new project ကိုနှိပ်အဲဒီနေရာမှာကျွန်တော်ဖန်တီးပုံဖန်တီးနီလန်းနှစ်နီးပေါ့နော် အနီလန်းနှစ်နီလန်းကိုပြပေးမယ်။ background သုံးပြီးတော့ phantom ပုံ phantom နဲ့ background အသုံးမပြုဘဲနဲ့ phantom ပုံ phantom နီလန်းပေါ့နော်။ okay နံပါတ်၁ကတော့ကျွန်တော် background အသုံးမပြုဘဲနဲ့ phantom ပဲပေါ့နော်။အဲဒါဆိုရင်ကို phantom ချင်တဲ့ video တစ်ပုဒ်ကိုနှိပ်လိုက်ပေါ့နော်။ okay ဒါဆိုရင်ကျွန်တော်ကဒီ video တစ်ပုဒ်ကိုနှိပ်လိုက်ပြီ။အဲပြီးသွားရင်ကျွန်တော် timeline လေးကိုကျွန်တော်ထည့်လိုက်မယ်။ okay ဒါဆိုရင်တော့ video တစ်ပုဒ်ရရသွားပြီပေါ့နော်။ okay ဒါဆိုရင်ကို phantom ရဲ့ video ကဒီတိုင်းဆိုရင်မလှဘူးပေါ့နော်။ အဲကျွန်တော်တို့လူမာအိုအတော့မအကုတ်ဆိုလိုပဲကိုဖိုင်တီးတဲ့ဗီဒီယိုကိုဒါကျွန်တော်တို့အနာကွက်လေးတွေထည့်ဖို့လိုတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အနာကွက်ကိုထည့်မယ်အနာကွက်ဆိုတော့ဒါနောက်က background သုံးလိုက်ရင်အနာကွက်ဖြစ်သွားတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီအောက်ကဘားလေးကိုကျွန်တော်ရဲ့မရှိဆွဲလိုက်အဲတချို့ဖုန်းတွေမှာကြာတော့အဲဒီနေရာမှာ background လို့ပေါ်နေလားမသိဘူးပေါ့နော်ဒါဖုန်းတစ်လုံးနဲ့တစ်လုံးနဲ့ဘာရှင်းကမတူတဲ့အတွက်ပေါ့နော်အဲကျွန်တော်မှဒီအောက်ကဘားလေးကိုဆွဲလိုက်တချို့ကျ background ဆိုတော့ background ကိုနှိပ်ပေါ့နော် အဲကျွန်တော်မှာတော့ background မပြဘူးကံပါဆိုပြီးတော့ပြနေတယ်ဒီဘက်ကအဆွန်ဆုံးပေါ့နော်ဆွဲလိုက်ဒီဘက်အဆွန်ဆုံးမှာရှိတယ်အဲ့ဒီနေရာနှိပ်အဲနှိပ်လိုက်ရင်ဒီမှာ၄ချက်ရှိတယ်ပေါ့နော်အဲဒီ၄ချက်ကိုကျွန်တော် sharing လုပ်ပေးမယ်အဲတစ်ချက်ချင်းစီပေါ့နော်ဒီဘက်ကခွစေးခွတ်တုံနေတဲ့ color လေးလို့ရှိတယ်နော်အဲ့ color လေးကိုတစ်ချက်နှိပ်အဲနှိပ်လိုက်ရင်ကျွန်တော်ရဲ့မချက်ကဒီမှာဒါ background နေနဲ့အသုံးပြုလို့ရတယ်ပေါ့နော်ဟိုမှာရောင်စုံရှိတယ်ပေါ့နော်အခုကြိုက်တဲ့အရာကိုယူကျွန်တော်ထင်တာဖြစ်တော့အနီရောင်တစ်ခုကိုကျွန်တော်ယူပြမယ်နော်အဲဒါထင်တာမိတာဖြစ်တဲ့အနီရောင်မဲ့ကျွန်တော်ယူရမယ် အဲ့ဒါဆိုရင်ကျွန်တော်အနီလေးကိုဒီမှာနှိပ်ထားတယ်နှိပ်ထားပြီးတော့ဒီနောက်မှာအနီမပေါ်သေးဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ background နေနဲ့ပဲအသုံးပြုချင်တယ်ဆိုရင်အပေါ်ကကိုတင်ကိုထည့်ထားတဲ့ video ကိုလက်နှစ်ချောင်းနဲ့တွားပြီးတော့ကျင်းလိုက်အဲ့ဒီ video လက်နှစ်ချောင်းနဲ့တွားကျင်းနေတော့အဲကျင်းပြီးတော့အဲဘောင်နေထားလောက်ပဲယူလိုက်ပေါ့နော်အဲကျွန်တော်ပြန် okay ဒါဆိုရင်ဘောင်ရသွားပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့မရှိ video ဖွင့်ကြည့်လိုက်အဲကိုဖွင့်ရတဲ့ video မှာဘေးမှာဒါဆိုရင်ဘောင်ရသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်အမှန်လေးချစ်လိုက်မယ် โอเคဒါဆိုရင်တော့ဒီဘက်ကကာလာရဲ့အနေအထားကိုကျွန်တော်ရေးမစင်နာလဲသဘောပေါက်သွားမယ်เนาะဒါဆိုရင်ကာလာကဒီလိုမျိုးအဲကျွန်တော်တို့အဲဘောင်နေနဲ့တုံးလို့ရတယ်ဒါဆိုရင်ဒီဘက်က background ဆိုတာတစ်ချက်နှိပ်ကြည့်မယ်โอเค background နေလိုက်ရင်ဒီလိုမျိုးထပ်ပေါ်လာမထပ်ပေါ်လာမဆိုရင်ကျွန်တော်ရေးမစင်ကဖုန်းထဲမှာကိုယ်မှာ background လှလှလေးတွေရှိတယ်ဆိုရင်တော့အဲဒီဘက်ကအပေါင်း plan လေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ဖုန်းထဲ background လှလှလေးရှိတဲ့နေရာကိုသွားအဲ့ဒါမှမဟုတ်လို့မရှိဘူးကျွန်တော်ကသူ့မှာပါလာတဲ့ဟာလေးတွေနဲ့ပဲဆိုရင်လေအဲ့ဒီမှာပေါ့နော်အဲ့ဒါလေးလက်ရွေးချက်ကြီး အကိုဖန်တီးတဲ့ဗီဒီယိုနဲ့ကဘဲကောင်လေးတွေကလှလဲပေါ့နော်အသူပေးထားတာလေးတော့ရှိတယ်အဲရှိသလောက်ပေါ့နော်အဲဒါကျွန်တော်ကတော့အထင်သာမြင်သာဖြစ်နေအောင်အနီလေးတစ်ခုနဲ့ပဲကျွန်တော်ထားထားလိုက်မယ်နော်အဲဒီအနီလေးပဲကျွန်တော်ထားလိုက်မယ်ရပြီဆိုရင်အဲကျွန်တော်ဒီမှာအပေါင်းလေးကိုချက်နှိမ့်မယ်အဲဒါဆိုရင်တော့အဲအတူတူပဲပေါ့နော်အဒီနီလန်းနဲ့ချက်ကတာ background ကိုဒါကိုကြိုက်တဲ့နေရာအသုံးပြုလို့ရတယ်โอเคအဓိကတော့ဒီ blur လေးပေါ့ချက်ပြပေးခြင်းအဲဒီဘက်ကအဲကြာဖူးပုံလေးပေါ့နော်အ blur ဆိုတော့နှိမ့် အနှဲ့လိုက်ရင်ကိုဖန်တီးတဲ့ဗီဒီယိုမှာတချို့နောက်ခံအဝါလေးတွေပေါ့နော်အဲဒါဆိုရင်ဒီအောက်ကကျွန်တော်များလို့တစ်ချက်ကြည့်အဲဒီဘက်က1အဲဒီဘက်က2ဒီဘက်က3ဒီတိုင်းကြည့်နေတော့မသိကျွန်တော်ကျင်းပြလိုက်မယ်နော်အဲဒါဆိုရင်ဒီမှာကြည့်အဲဝါသွားတယ်အဲဒီလောက်ဝါမလားအဲဒီလောက်ဝါမလားအဲတချို့ပြနေလည်းရှိပါတယ်ကိုဖေကိုဖန်တီးတဲ့ဗီဒီယိုဘေးမှာပေါ့နော်အဲအနောက်ကဝါတဲ့ပုံမျိုးနဲ့ပေါ့နော်ဒါနောက်တစ်ဆင့်လိုက်နေတာပေါ့နော်โอเคဒီတိုင်းလေးပေါ့เนาะအဲဒါကသဘောပေါက်မယ်လို့မျော်လင့်နေကိုမလို့ချင်ဘူးဆိုရင်ဘာပဲဖြစ်ဖြစ်ပေါ့เนาะ အကုမလို့ချင်းဆိုရင်ဒီဘက်ကအဝလုံးလို့လေအချက်ရှိကလေးရှိတယ်နေလိုက်ရင်ဒါပျောက်သွားပြီပေါ့နော်အဲဒါဆိုရင်အမှန်ချက်လိုက်ဒါဆိုရင် background လည်းမရှိတော့ဘူးโอเคဒါကိုကျွန်တော်မျက်စိက background ပြန်သွင်းဒီနှစ်ချက်သုံးချက်ပေါ့နော်ဒီဘက်ကတော့ဒါကျွန်တော်တို့အကိုကဲနဲ့ဝင်ရတာပေါ့နော်သူ့နှိပ်လိုက်အဲကျွန်တော်ပြပေးမယ်ဒါဆိုရင်ကျွန်တော်မျက်စိကကိုကဲနဲ့ဝင်တာအကိုကဲနဲ့တကယ်လို့ဝင်ထားမယ်ဆိုရင် तू free ပေးတာလေးတွေရှိတယ်အနောက်ပိုင်းကျတော့ free မရတာကျတော့ plus တွေကျတော့ကိုကဲနဲ့ဝယ်ရတာပေါ့နော်ဝယ်လို့လည်းရတယ် free လည်းရတယ်ပေါ့နော်အဲကျွန်တော်ကတော့ဒါမသုံးဘူး အကုံစင်းပဲတုံးတယ်ပေါ့နော် free ပဲတုံးတယ်ဒါဆိုရင်ကျွန်တော်တို့ပဲ color လေးပဲကျွန်တော်ပြန်ထည့်မယ်အဲ color လေးကိုထင်တာမြင်တာဖြစ်အောင်အနီရောက်အနီရောက်ဆစ်စစ်လေးပေါ့နော်ကျွန်တော်ထည့်မယ်အထည့်ပြီးတော့ဘောင်နေနဲ့ပဲကျွန်တော်ထားလိုက်ပြီပေါ့နော် okay ဒီတိုင်းလေးပဲနော်လက်ကလေးနဲ့ချင်းချင်လုပ်လိုက်မယ် okay ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်မှန်ချင်းမယ် okay ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေဒီဗီဒီယိုဒီနေရာဒီအချက်လေးကပေါ့နော်အဲနားလေသဘောပေါက်မလို့မျောလင်းနေအဲ့ဒီလိုဖန်တီးရတာရှိပါတယ်ဒီလိုမျိုးအဲအနာကွက်လေးပေါ့နော်မီးလေးတွေရောင်စုံလေးတွေဖလပ်ဖလပ်ဖလပ်ဖြစ်နေအောင်ထည့်တာပေါ့နော် အထည့်ကျင်နေဆိုရင်တော့ background အရင်သုံးပြီးတော့ထည့်ရတာပေါ့နော်။ Okay ဒီအစားကိုကျွန်တော်နောက်ထပ်ထပ်ပြပေးမယ်နော်။ဒါကိုကျွန်တော်မဖြတ်တော့ဘူးပေါ့နော်။ဒီပေါ်ကပဲထပ်တင်ပြလိုက်မယ်နော်။ကျွန်တော်ရဲ့မရှိအထင်တိုင်းမင်းသားဖြစ်တော့နော်။အဲ့ဒါဆိုရင်ကျွန်တော် over လေးကိုနှိပ်မယ်အပေါင်း black ကိုနှိပ်မယ်အဒီမှာ video တစ်ပုဒ်ကိုကျွန်တော်ထည့်မယ်အဲ့ဒါကဒီ video ပေါ့နော် okay ဒါဆိုရင်ကျွန်တော် image တွေကဒီ video ကိုကျွန်တော် background အနေနဲ့ထည့်ထည့်ချင်တယ်အဲ background အနေနဲ့ပေါ့နော်ဥပမာဒါကိုကျွန်တော်ဒီနားမှာထားချင်လေရဒီတိုက်တဲ့နေရာထားလို့ရတာပေါ့နော်ဒီတိုင်းလေးပေါ့နော်အဲ့ဒါထည့်သားမြေသားဖြစ်အောင်ဒီတိုင်းလေးပဲပြပေးမယ် အဒီဗီဒီယိုလေးရဲ့အနောက်မှာပေါ့နော်ဒါကျွန်တော်အခုလိုမျိုး background ထည့်မယ်ပေါ့နော်အဲ background ထည့်မယ်ဆိုရင်ပုံရဲ့ဘေးကိုနှိပ်အနှိပ်ပြီးတော့အပေါင်း black ကိုနှိပ်အဒီခါကျတော့ကိုက background တော့တုံးဖို့လိုတာပေါ့နော်အဲဒါဆိုရင်ကျွန်တော် background က photo ထဲမှာရှိတဲ့ဒီအနီရောင်လေးတစ်ခုပဲကျွန်တော်ထည့်သားမြေသားဖြစ်အောင်ထည့်လိုက်မယ်နော်အဲဒါဆိုရင်ဒီမှာ background ပေါ့နော် background ကိုကျွန်တော်ကျင်မယ်နည်းနည်းလေးဆွဲလိုက်မယ်ပေါ့နော် okay ဒါဆိုရင်ဗီဒီယိုနဲ့ background နဲ့ကမလိုက်ဘူးအဲနောက်ပြီးတော့အပေါ်အောက်လည်းဖြစ်နေတယ်ပေါ့နော်အပေါ်အောက်ဖြစ်နေတယ်ဆိုရင်ဒီ background ကအခုဒီဗီဒီယိုရဲ့အနောက်မှာပဲကျွန်တော်ထားချင်တာ အဲ့ဒါပဲမဲ့အခုထည့်လိုက်တဲ့ background အပေါ်ရောက်နေတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ပြောင်းလို့ရတယ် okay ပြောင်းမယ်ဆိုရင်အခုထည့်လိုက်တဲ့ background နှိပ်လိုက်အဲ background နှိပ်လိုက်ရတဲ့ video နှိပ်လိုက်ရအတူတူပဲနော်အနှိပ်ပြီးတော့ဒီအောက်ကဘားလေးကိုဆွဲလိုက်အဲဆွဲလိုက်ပြီးတော့အပေါ်အောက်ချိန်မှုအတွက်ဒီမှာမြားကောက်လေးရှိတယ်နော်အလေးရဆိုတာမြားကောက်လေးရှိတဲ့အပေါ်ချိန်အောက်ချိန်အဲ့ဒါနှိပ်အနှိပ်ပြီးတော့တင်းနဲ့နှိပ်နဲ့ပေါ့နော်အဲနှိပ်ကိုနှိပ်တစ်ကိုနှိပ်ပေါ့နော်ဒါကတော့ကျွန်တော်မျိုးစိစမ်းကြည့်လိုက်အနှိပ်နဲ့တင်းနဲ့ပေါ့နော်တစ်ဖက်ကိုနှိပ်ပေးလိုက်ရင်အပေါ်အောက်တက်သွားမှာနော် okay ဒါဆိုရင်ကျွန်တော်အမှန်ချိန်လိုက်မယ် အမှန်ချက်လိုက်မယ်ဆိုရင်လည်းဒါပေမဲ့ဗီဒီယိုနဲ့ background တွေကမလိုက်ဘူးဒါဆိုရင်ကျွန်တော်တို့ကအရှိမညီညာသူဘောင်လေးနေထားနေပဲကျွန်တော်တို့ကအသုံးပြုချင်တာဆိုရင်ဒီ background ကိုနည်းနည်းပေါ့နော်အဲကိုယ့်ရဲ့ဖုန်းထက်ကိုပေးကြည့်လိုက် okay ပေးကြည့်သွားပြီဆိုရင်ဒီနေရာမှာဒါဒီနေရာနဲ့ mat သုံးလေးရတယ်ဒါ crow နဲ့လည်းလုပ်လို့ရတယ်ပေါ့နော်ကျွန်တော် crow လေးနဲ့ပြပေးမယ်အမှတ်နဲ့သုံးလိုက်လည်းရပါတယ်အောက်ဘားလေးကိုဆွဲအခုထည့်ထားတဲ့နောက်ခံ background ကိုနှိပ်နှိပ်ပြီးတော့ဒီဘားကိုဆွဲဆွဲပြီးတော့ဒီမှာ mat ဆိုတာရှိတယ် mat ကိုနှိပ်အဲပြီးရင်ဒီမှာအဲဒီမှာပေါ့နော် အကိုရဲ့ background လို့ဗီဒီယိုထက်နည်းနည်းပေးကြည့်တာနော်ကြည့်တာပြီးတော့ဒီမှာလေးတောက်လေးရှိတယ်လေးတောက်လေးကိုနှိပ်အဲနှိပ်ပြီးတော့ဒီတိုင်းလေးပေါ့နော်လက်ကလေးနဲ့လည်းဒီမှာကျွန်တော်ရေးမရှိကအချင်းကျဲကိုလာဆွဲချေလို့ရဒီတိုင်းလာချေလို့ရတယ်အဲတကယ်လို့ကျွန်တော်တို့ရဲ့ဖုန်းကလက်နဲ့ချဲရအဆင်မပြေဘူးဆိုရင်လည်းအဲဒီတိုင်းနှိပ်ထားပြီးတော့ဒီအောက်မှာအချက်လေးပေါ်နေတယ်နော်အဲအချက်ကိုနှိပ်အနှိပ်ပြီးတော့ဒီမှာဒီစာချောင်းလေးကဆွဲလို့ရတယ်ဒီမှာ site ဒီပါလေးပေါ့နော်အဲဒါဆိုရင်နံပါတ်2 site ကိုကျွန်တော်ပြောင်းလိုက်မယ်အဲပြောင်းလိုက်ရင်ဒါလေးပေါ်လာမယ်ဒါလေးကကျွန်တော် တင့်နှစ်မှာပြပေးထားတာရှိပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေအခြေခံအနေနဲ့သွားကြည့်ရပါတော့ဒါကတော့နည်းနည်းအဆင့်၃ရောက်လာပြီဆိုတော့ဗောနော်โอเคဒီတိုင်းလေးဗောနော်အဲ background လေးတွေသုံးမယ်အဲဒီတိုင်းလေးသုံးမယ်အဲပြီးသွားရင်ဟိုဘက်လေးကိုနည်းနည်းလေးဗောနော်အညီညီမြလေးတဲ့အဲကျွန်တော်မြလေးတစ်ချိန်ဒီနားနဲ့ဒီနားနဲ့ကလည်းညီသူညာသူဗောနော်အဲကြည်သာရှုသာဖြစ်အောင်ညီသူညာသူလေးရှစ်တွန်းလိုက်ဗောနော်ဟိုဘက်ဒီဘက်တမဒီတိုင်းဆိုရင်ဒါဟိုဘက်ကကြီးနေဒီဘက်ကသိနေညီဘူးဗောနော်အဲဒီတိုင်းလေးတွေလက်ကစားမယ်အဲဒါဆိုရင်အပေါ်အောက်ကိုကြည့်မယ် အပေါ်ဘားလေးကသေးနေတယ်ဒီအောက်ကလည်းကြီးနေဆိုရင်ဒါကျွန်တော်တို့ချိန်ဖို့လိုတာပေါ့နော်အချိန်မဲ့ဆိုရင်သူ့ကတော့အဲဒီဘက် side ကိုလာမယ်အဲဒီတိုင်းလေးပေါ့နော်အဲဒါဆိုရင်ဒီတိုင်းလေးလုပ်မယ်အပေါ်လေးကိုနည်းနည်းပေးချင်းပြီးတော့ဒါဆိုရင်အပေါ်အဲအပေါ်ကိုနည်းနည်းပေးတွန်းတင်မယ်ပေါ့နော်အပေါ်ကိုပေးတွန်းတင်လိုက်မယ်အဲဒီတိုင်းလေးပေါ့နော်အဲဒီမှာဒါလေးကလိုက်ကစားကြည့်ပေါ့နော်အဲကျွန်တော်ပြပေးနေရင်တော့ကျွန်တော်ရင်မရှိသိတဲ့ဘောပေါ့မှာမဟုတ်ဘူးအဲကိုယ်တိုင်လှုပ်ကြည့်ပေါ့နော်အဲတဖြည်းဖြည်းနဲ့တက်သွားတယ်နော်အိုကေဒီတိုင်းလေးပေါ့နော် အလေးထောက်လေးလံလဲဒီလိုအနာအကြံလေးတွေပေါ့နော်ညီနေဖို့လိုတယ်အဓိကတော့ဒီမှာ site ဒီမှာ site ဒါလေးတွေရဲ့ကျွန်တော် image ကျွန်တော်အပိုင်းနှစ်မှာပြပေးထားတာရှိတယ်သွားကြည့်ပေါ့နော်အခြေခံနေနဲ့သိသွားအောင် okay okay သွားပြီလားကြိုက်သွားပြီလားပေါ့နော်အကြိုက်သွားပြီဆိုရင်အမှန်ချင်းမယ်အဲဒါမှမဟုတ်လို့ကျွန်တော် image ကအမှန်လေးချစ်လိုက်ပေါ့နော်ကျွန်တော်ပြပေးမယ်တစ်ချက်ချင်းစီပေါ့နော်အဲဒီတိုင်းလေးရသွားပြီပေါ့နော် okay ဒါကတော့ကျွန်တော်ကထင်တာမြင်တာဖြစ်အောင်ဒီအလဲကောင်လေးယူပြီးတော့လာပြပေးတာပေါ့နော် အဲဒီတောက်လေးမှာထားကျင်တာပဲဖြစ်ဖြစ်အဲဘယ်နေရာမှာအသုံးကျင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ background အနေနဲ့သုံးမဆိုရင် video edit လုပ်တဲ့နေရာမှာအဲကျွန်တော်အစပိုင်းမှာ background အနေနဲ့လာပေါ့နော်ဒါကအဲအပေါ်မှာထပ်ပြလိုက်တာအတူတူပဲပေါ့နော်နားလည်မယ်လို့မျှော်လင့်နေနော် okay ဒါဆိုရင်ကျွန်တော်ကဒီတိုင်းအသေးကြီးမလို့ချင်ဘူးဗျာဒီ background ကိုအယောင်လေးတွေနဲ့လူများကတွေပြသလို့ဖတ်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 အယောင်လေးထည့်ချင်တယ်ပေါ့နော် okay ဘယ်လိုမျိုးထည့်မလဲဒါဆိုရင်ဖုန်းရဲ့ဘေးကိုနှိပ်အဲဒီလိုမျိုးလေးဖြစ်နေတယ်ဆိုရင်ဒီဘက်မြားလေးကိုနှိပ်အနှိမ့်ဒီလိုမျိုးလေးပေါ်လာမယ်ဒါဆိုရင်ကျွန်တော်ကရောင်စုံထည့်ဖို့အတွက်အဖက်လေးသုံးရတာပေါ့နော် အဲဒါမှမဟုတ်ကိုစိတ်ကြိုက်အဘောင်လေးတွေဖန်တီးတာရှိတယ်ဆိုတော့ကောင်းတာပေါ့နော်မရှိဘူးကက်ကက်အဲ့နဲ့အသုံးပြချင်တယ်ဆိုရင်လည်းအဲ့ဒီနေရာမှာအဖက်ကလေးနည်းနည်းထည့်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာဒေါင်ပုံလေးကျဲပုံလေးနဲ့ရှိတယ်ပေါ့နော်အဲ့ဒီအဖက်လေးကိုနှိပ်မယ်နှိပ်ပြီးတော့ဒီဘက်ကဗီဒီယိုအဖက်ကိုနှိပ်မယ်နှိပ်ပြီးတော့ဒီနေရာမှာအဲဒါကောင်ကတော့ဒီနေရာမှာကျွန်တော်ရေးမရှိကြိုက်တယ်မျိုးကိုအဖက်လိုက်ရှာပေါ့နော်ကျွန်တော်မှာဒါဒီကောင်ကိုကျွန်တော်သုံးလိုက်မယ်အဲသုံးလိုက်ရင်အဲ့ဒီမှာအဲဒီတိုင်းထည့်လိုက်မယ်အဲဒီဒီဘားလေးကိုဆွဲပေါ့နော်ကျွန်တော်မှာအရှိမပေါ်နေတယ်တယောက်တယောက်နဲ့မတူတတ်တော့ပေါ့နော်အဲ့တကယ်လို့ မပေါ်နေဘူးဆိုရင်ဒီစာကြောင်းလေးကဆွဲလို့ရတယ်เนาะမီးဆိုတော့ကျွန်တော်တို့ night အဖတ်တို့ light အဖတ်တို့ဘောเนาะဒီလိုနေရာတွေမှာရှိတယ်အဲကျွန်တော်ကဒီဘက် night အဖတ်ကိုကျွန်တော်က night club ကိုနှိပ်ကြည့်မယ်အဲနှိပ်ပြီးတော့ဒီထဲမှာ night club မီးလေးတွေဘောเนาะ light အဖတ်တို့ night club ဒါမျိုးတွေရှိပါတယ်ဒီထဲမှာအဲဘယ်မီးလေးတွေကြိုက်လဲအဲကျွန်တော်ရေးမီးဆွေကရွေးချက်လိုက်အဲကျွန်တော်ကဒီထဲမှာထင်တာမြင်တာရှိဆုံးမီးတစ်ခုကိုတော့ကျွန်တော်ရွေးလိုက်မယ်เนาะအဲဒါလို့ရွေးလိုက်မယ်ရွေးလိုက်ပြီးတော့အမှန်ချစ်လိုက်မယ်အမှန်ချစ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုဖွင့်ကြည့်လိုက် အဲဗီဒီယိုဒီလိုက်ဖက်လို့တော့ကျွန်တော်လည်းနဲ့ဆွဲတယ်မနော်အဲဒါဆိုရင်ကိုထည့်ကျင်တဲ့နေရာကိုမရောက်ဘူးကွာနောက်ကဗီဒီယိုကြီးရောက်သွားတယ်ဒါပေမဲ့အဲကျွန်တော်ထည့်ကျင်တာကအခုဒီဗီဒီယိုရဲ့အနောက်က background ဒီအနီလေးမှာပဲအဲ့လိုထည့်ကျင်တာပေါ့နော်ဒါဆိုရင်မှားနေတယ်အမှားနေတယ်ဆိုရင်ကျွန်တော်တို့ကပြောင်းပေးရမယ်ပြောင်းပေးဖို့အတွက်ပေါ့နော်အခုထည့်လိုက်တယ်လိုက်ဖက်ဆိုတာကျွန်တော်မြင်အောင်တစ်ချက်ကြည့်နော်အလိုက်ဖက်ဆိုတာအဖက်ကျတဲ့အဒီအစင်းလေးပေါ့နော်အနှိမ့်လိုက်ဒီအစင်းလေးကိုနှိမ့်လိုက်အနှိမ့်ပြီးရင်သူကဒီလိုမျိုးလေးပေါ်လာဒီမှာဝါလုံးလေးနှလုံးထပ်နေတာရှိတယ်နော်မိုက်ပုံးဒီဘက်ပြေးကဝါလုံးနှလုံးကိုနှိမ့်လိုက် အနေနဲ့ဟဲ့သူကဒီနေရာမှာကျွန်တော်တို့ထည့်တာနောက်ကိုပေါ့နော်အခုထည့်မှာကကျွန်တော်ကဒီအနီလေးမှာထည့်မှာဆိုရင်အနီလေးကိုနှိပ်အနီလေးကိုနှိပ်လိုက်တာနဲ့သူကချက်ချင်းပြောင်းသွားတယ်ပေါ့နော်အဲဒါမှမဟုတ်လို့ဗီဒီယိုထည့်မှာဆိုရင်ဗီဒီယိုပေါ့နော်အနီကိုနှိပ်အဲဒါ background ကအလယ်မှာရှိနေတယ်ပေါ့နော်အဲဒါဆိုရင်သဘောပေါက်မယ်နော်အဲဒီနေရာလေးကโอเคဒါဆိုရင်ကျွန်တော်နှိပ်လိုက်ပြီအဲနှိပ်လိုက်ပြီးတော့ဗီဒီယိုလေးပြေးကြည့်လိုက်အဲပြေးကြည့်လိုက်ရင်ဒီမှာကျွန်တော်ထည့်လိုက်တဲ့နေရာကခုနကလို့မသွားတော့ဘူးပေါ့နော်အဲမီလေးတွေကဒီလိုမျိုးသွားတယ်အဒီမီလေးကိုထပ်ပြီးတော့အကြက်လုပ်လို့ရတယ်အနည်းအမြန်လေးတွေပေါ့နော်โอเคဒါဆိုရင်အခုထည့်ထားတဲ့ ဒီတိုင်းလိုင်းလေးကိုပဲတစ်ချက်နှိပ်အဲနှိပ်ပြီးတော့အဲကျွန်တော်ရဲ့မျက်စောကဒီမှာအဖက်မှာဒီဘက်မှာအကျက်ဆိုတာပေါ်နေဒီလိုမျိုးပေါ်နေဒီဘက်အကျက်ဆိုတာပေါ်နေတယ်ဗောနော်အဲ့ဒီနေရာနှိပ်အဲနှိပ်ပြီးတော့ဒါကတော့မီးအယောင်အတက်ကြွအမြန်ဆန်လေးတွေကိုဒီမှာလာပြီးတော့အမြဲမြဲလို့ရတာဖြည်းဖြည်းလို့ရတာဗောနော်ဖြည်းဖြည်းလို့နဲ့ရှော့အမြဲမြဲလို့ဒါကတော့အယောင်တောက်တာအယောင်တင်းတာဗောနော်အဲသူကဒီလိုမျိုးလေးအကျက်လေးတွေပေးတယ်ဗျအဲဒါမျိုးယူပြီးတော့အမှန်ချစ်လိုက်အဲကျွန်တော်ရဲ့မျက်စောဒီတိုင်းလေးဗောနော်โอเคဒါဆိုရင်ကျွန်တော်ရဲ့မျက်စောသဘောပေါက်မယ်လို့မျိုးလေးနဲ့အဖက်လေးနဲ့ထဲထက်သွားပြီး အဲလိုက်ဒါလေးတွေကကက်ကက်အသုံးပြုရင်အခြေခံသဘောတရားအနေနဲ့သိချင်အဲလုံးဝသိထားရမယ့်အချက်လေးပေါ့နော်โอเคဒါဆိုရင်သူကလည်း၄တောက်လေးကျွန်တော်ကလည်း၄တောက်လေးဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်တောက်လေးချိုးချင်တယ်အဲဘယ်လိုမျိုးချိုးမလဲပေါ့နော်တောက်လေးကိုကျွန်တော်ချိုးပြမယ်ဒီအချုံလေးတွေပေါ့နော်မကြိုက်တဲ့အတွက်အဲဒါဆိုရင်ဗီဒီယိုချိုးမှဆိုရင်တော့ဗီဒီယိုနှိပ်ပေါ့နော်အဲနှိပ်မယ်အဲနှိပ်ပြီးတော့ဒီနေရာမှာကျွန်တော်ရဲ့မိတ်ဆွေကအဲ့ဒီ Mac ကိုချက်ပြန်သွားမယ်အဲကျွန်တော်ချိုးပြလိုက်မယ်နော်အဲ့ဒီ Mac ကိုသွားမယ် အဲသွားပြီးတော့ဒီနေရာမှာတို့ပဲနှိပ်နှိပ်ပြီးတော့အမ site ကိုလာအဲဒါကျွန်တော်ရေးမစေးသေးမလားကြီးမလားအဲကျဲတလိုမျိုးဒီနေရာမှာအကျက်လို့ရရတယ်ဒါကအပေါ်အောက်သုံးမယ်အဲဒါကတော့အပေါ်အောက်အချင်းကျဲဒါဖုန်းကောင်းရင်တော့လက်နဲ့သွားပြေးပေါ့နော်မကောင်းရင်ဒီတိုင်းအကျက်လို့ရရတယ် okay ပြီးသွားပြီဆိုရင်ဒီစာချောင်းလေးကိုနှိပ်ကြည့်အဲဒီစာချောင်းလေးနှိပ်ကြည့်အဲဒီစာချောင်းလေးမှာဒီဘက်မှာဘလားလို့လည်းရတယ်ဝါလို့လည်းရတယ်ချိုးလို့လည်းရတယ်ဒါဆိုရင်ကျွန်တော်ချိုးကြည့်မယ်အဲဒီမှာအဲဒီလိုမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကို play ကြည့် အဲဒီတိုင်းကြိုက်လာโอเคကြိုက်တယ်ဆိုရင်အမှန်ချစ်ပေါ့နော်ဒါကတစ်ချက်ဒါမှမဟုတ်အဲ့ဒီ background ကိုလည်းကျွန်တော်ကအခုလိုမျိုးပဲလိုက်ပြီးတော့သူ့လိုမျိုးအဝိုင်းလဲလုပ်ချင်တယ်ဆိုလည်းရတယ်ဒါဆိုရင် background ကိုနှိပ်အတူတူပဲပေါ့နော်အဲ mac ကို mac ကိုတစ်ချက်နှိပ်နှိပ်ပြီးတော့အချက်ကိုနှိပ်အဲနှိပ်ပြီးတော့ရောခုနမှာပဲပေါ့နော်အဲ background ကိုအဲဒီတိုင်းလိုက်လုံးလို့ရတယ်အဲကိုလိုသလိုပေါ့နော်အဲ okay အဲဒီတိုင်းလေးပေါ့နော်ဒါကလည်းကျွန်တော်တို့ကက်ကက်အသုံးပြုသူတိုင်းပေါ့နော်အခြေခံသဘောတရားအနေနဲ့ဒီချက်လေးတွေကလုံးဝသိထားဖို့လိုအပ်တယ် အဲဒါမှမဟုတ်လို့ဒီဗီဒီယိုကိုကျွန်တော်ကဒီနားမှာထားခြင်းတာဗျာအဲဒီ background ကိုလည်းဒီနားမှာထားခြင်းတာဗျာဆိုတော့ကျွန်တော်ရေးမရှိကအဲတည်တည်ချာချာလေးပေါ့နော်လှလှလေးလို့ပေါ့နော်ဒါကကျွန်တော်ဟိုရွှေ့ဒီရွှေ့ပြလိုက်တာအဲဒီလိုမျိုးဟိုဘက်ကတည်ဒီဘက်ကကြီးတော့မလုံးနဲ့ပေါ့နော်လှလှလေးတွေဖန်တီးမယ်အဲလှလှလေးတွေလှုပ်ပါโอเคဒီဗီဒီယိုလေးကတော့အဲဒီလောက်ပဲပေါ့နော်ဒီလောက်ဆိုရင်ကျွန်တော်ရေးမရှိအခြေခံသဘောတရားအနေနဲ့အဲနားလေသဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအဲဒီလိုမျိုးဗီဒီယို editing အကြောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်သင်ခန်းစာအနေနဲ့တင်းနှစ်သုံးလေးပေါ့နော်နံပါတ်စင်လေးတွေတက်ပြီးတော့ ်တနေ့နေ့နဲ့ share လုပ်ပေးပါမယ်ဟုတ်ကဲ့ပါစိတ်ဝင်စားတဲ့ကြိုက်နှစ်တက်တဲ့သဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ page ကို like share လေးနဲ့အားပေးကြပါဦးလို့တောင်းဆိုရင်းနေပဲဒီ video လေးကတော့ဒီလောက်ပါပဲ